င်္ဂလာပါဒီနေ့တော့ကုံစင်းနှုံမြင့်တက်မှုနဲ့ဈေးနှုံမငြိမ်သက်မှုတွေကြောင့်စားသုံးသူတွေအခက်တွေ့နေတဲ့တဲ့င် online ငွေလိမ်မှုမှာတုံးနေတဲ့ Starlink Internet အလုံး2500ကျော်ကိုပိတ်ချလိုက်ပြီလို့ Space 8ပြောတဲ့တဲ့င်မူရစ်စေးသုံးဆွဲရောင်းဝယ်မှုတွေမှာပါဝင်ပတ်သက်ရင် ထိရောက်စွာအရေးယူမယ်လို့ KPLA viewer အမှတ်နှစ်သတိပေးစာထုတ်တဲ့တဲ့င်စတဲ့တဲ့င်တွေပါဝင် Federal FIN ရဲ့ဒီနေ့အော်တိုဘာလ23ရက်အတွက်နေ့စဉ်သတင်းတွေကိုကြားကြပါပါ နောက်ပိုင်းမှာတော့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်။ဒီမော့ဆိုနောက်ချမ်းမှာကုံဈေးနှုန်းမြင့်တက်မှုတွေနဲ့ဈေးနှုန်းမငြိမ်သက်မှုတွေကြောင့်ဝင်ငွေမရှိတဲ့စားသုံးသူစစ်ရှောင်တဲ့ဒေသခံတွေအခက်တွေ့နေတယ်လို့လင်းရောင်ကြီးစစ်ဆောင်ကန်ကဒေါ်မာရီယာက Federal FM ကိုပြောပါရယ်အော်တိုဘာလပထမပတ်မှာမြို့သီးတပိတ်တာတပေါင်းခွဲကျက်ကနေဈေးနှုန်းမြင့်တက်ခဲ့တယ်လို့ ုံငင်းဝယ်ယူရရှားပါပြီးတစည်း1500ကျပ်ထိဈေးမြင့်တက်ခဲ့တယ်လို့ကုန်စည်ရောင်းချသူတွေထံကသိရပါတယ်။ရခင်တစ်ဘက်ကတပိတာ1000ကျပ်ကျပ်ရှိခဲ့တဲ့ညုတ်သီးဈေးကအခုတစ်ဘက်မှာတော့12000ကျပ်ဖြစ်လာပြီးဈေးပြန်ကျလာပေမဲ့အာလူးနဲ့ခန်းကျင်ကြီးကတော့900ကျပ်နဲ့1000ကျပ်ကြားဈေးတက်လာပါတယ်။အခုလိုဈေးနှုန်းမတည်ငြိမ်တာနဲ့ကုန်စည်ဝယ်ယူရရှားပါလာလို့ရောင်းချသူတွေအနေနဲ့တဆင့်ပြန်လဲဝယ်ယူရောင်းချရမှာလဲရောင်းအားကျပြီးအခက်တွေ့နေတယ်လို့သိရပါတယ်။ တောင်ငူလန်းပြန်ဖွင့်တာကြောင့်စားသုံးစီအသားစီနှုန်းဓာတ်စီနဲ့ဒီဇယ်ဈေးနှုန်းကတော့လက်တလောညင်နေစေလို့ရောင်းချသူတွေကဆိုပါတယ်။ online ငွေလိမ်မှုတွေမှာအသုံးပြုနေတဲ့ Starlink Internet အလုံး2500ကျော်ကိုပိတ်ချလိုက်ပြီလို့ Space 8 company ရဲ့ဒုတိယဥက္ကဋ္ဌကမနေ့ကအောက်တိုဘာလ22ရက်နေ့မှာပြောထားပါတယ်။ပိတ်ချခံရတဲ့ Starlink တွေဟာထိုင်းမြန်မာနယ်စပ်မြဝတီမြို့ဝန်းကျင်မှာအသုံးပြုနေတဲ့စက်တွေဖြစ်တယ်လို့လည်းသိရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကပဲမြဝတီမြို့ KK Park မှာရှိတဲ့ကြားဖြတ်ငွေလိမ်လုပ်ငန်းတစ်ခုကိုအာနာသိန်းစစ်တပ်ကဝင်ရောက်စီးနှင်ဟန်ပြပြီးတရင်ထုတ်ပြန်ခဲ့တယ်လို့ Starlink Internet ဆက်အလုံး30ခန့်ကိုလည်းတင်းစီရမိကြောင်းဖော်ပြခဲ့ပါတယ်။ဒါပေမဲ့ဖန်းစီရမိတဲ့သူတွေကိုမဖော်ပြသလိုထုတ်ပြန်လာတဲ့ဓာတ်ပုံတွေအရလည်းဒါဟာဟန်ပြလုပ်ရဖြစ်တယ်လို့လူလူကဝေဖန်ခဲ့ပြီးအာနာသိန်းစစ်တပ်ရဲ့စီးနှင်မှုအပြီးမှာပဲမြဝတီကကြားဖြတ်လုပ်ငန်းခွင်တွေကလုပ်သားတွေဟာ ထွက်ပြေးတင်းရှောင်နေကြရတဲ့မှတ်တမ်းဗီဒီယိုတွေဇက်တိုက်ထွက်ပေါ်လာခဲ့ပါတယ်။တပ်ဖွဲ့ဝင်တွေအနေနဲ့မူရစ်စေဝါရောင်းဝယ်တုံးဆဲမှုတွေမှာပါဝင်ပတ်သက်ရင်ထိရောက်စွာအရေးယူမယ်လို့ကရင်နီလူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦးကလလတ်တာကရင်နီပြည်သူ့လွတ်မြောက်ရေးတပ်မတော် KPLA ဗျူဟာအမှတ်နှစ်ကပြီးခဲ့တဲ့အော်တိုဘာလ20ရက်နေ့မှာသတိပေးစာထုတ်ပြန်လိုက်ပါတယ်။မူရစ်စေဝါနဲ့ပတ်သက်ပြီးသတိပေးချက်ထုတ်ပြန်တာဟာအခုဆိုရင်နှစ်ကြိမ်မြောက်ဖြစ်ပြီးတော့ ပြီးခဲ့တဲ့2024ခုနှစ်အောက်တိုဘာလ6ရက်နေ့ကပထမအကြိမ်အတိပေးချက်ထုတ်ပြန်ခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်။တရင်တပ်ဖွဲ့အတွင်းမှာရှိတဲ့တာဝန်ရှိရင်းကေတာတွေအနေနဲ့လဲတပ်ဖွဲ့ဝင်ရဲဘော်တွေကိုမူရီစေဝါရောင်းဝယ်ဖောက်ကားမှုတွေမှာပါဝင်ပတ်သက်တာကိုပပျောက်အောင်ကြက်မှတ်ဆောင်ရွက်ဖို့လဲထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။မူရီစေဝါနဲ့ပတ်သက်ပြီးသတိပေးထုတ်ပြန်ချက်ကိုမလိုက်နာပါကပြစ်မှုအပေါ်မူတည်ပြီးအေးအေးယူဆောင်ရွက်သွားမယ်လို့လဲဆိုထားပါတယ်။ ရေရာရှင်မြို့နယ်စစ်တောင်းမြစ်အရှိကမ်းမှာရှိတဲ့ရွာသိကြီးရွာမှာတက်ဆွဲနေထိုင်တဲ့စစ်ကောင်မရှင်တက်စကန်တခုကိုနေပြည်တော်တိုင်းစစ်ဌာနလက်အောက်မှာရှိတဲ့တရင်တွေစုဖွဲ့ထားတဲ့ဗျူဟာစစ်ကြောင်းကဝင်ရောက်တိုက်ခတ်ခဲ့တဲ့ဗီဒီယိုမှတ်တမ်းကိုနေပြည်တော် PDF တရင်အမှတ်738ကထုတ်ပြန်ထားပါတယ်။အင်အား60ခန်းရှိတဲ့စစ်ကောင်မရှင်တက်စကန်ကိုအော်တိုဘာလ20ရက်နေ့မှာဝင်ရောက်တိုက်ခတ်ခဲ့တာဖြစ်ပြီးစစ်ကောင်မရှင်တပ်ဘက်ကတက်ရင်မှုအပါအဝင်15ဦးတေဆုံးခဲ့ပြီးစစ်တုံးဘက်2ဦးကိုလည်းဖမ်းဆီးရမိခဲ့ပါတယ်။ ဒါအပြင်လက်နက်ခဲယမ်းလည်းအများပြားသိမ်းဆည်းရမိခဲ့တာဖြစ်ပြီးနေပြည်တော် PDF ဘက်ကလည်းရဲဘော်နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့နေပြည်တော် PDF ကအတည်ပြုထုတ်ပြန်ထားပါတယ်။ Green TV ဒီမော့ဆိုနောက်ချမ်းကစစ်ရှောင်းစကန်တနေရာမှာစစ်ရှောင်းတဲ့ဒေသခံတွေအုံပြူသွာလာနေတဲ့လမ်းကို၃ချိန်မြောက်ကိုထူကိုထပြုတ်ပြင်နေပြီးအကူအညီလိုအပ်နေတယ်လို့စစ်ရှောင်းစကန်တာဝန်ခံ Ustino က Federal FM ကိုပြောပါတယ်။လက်ရှိမှာရေလွဲမြောင်းပြုတ်လုထားပြီး ကြောက်နေတဲ့အုံပြုကခင်းထားပေမဲ့ယာတိဥရုအခြေအနေအရမိုးဆက်လက်ရွာသွန်းရင်တော့ရပ်ပိုင်းအတွင် ပြန်ပျက်စီးနိုင်တယ်လို့သိရပါတယ်။အဆိုပါလမ်းမှာပြီးခဲ့တဲ့လအနည်းငယ်ကတောင်ကြီစီစဉ်မှုကြောင့်မြေပြိုကလမ်းဘေးကနေအိမ်၆လုံးရွှေ့ပြောင်းခဲ့ရတယ်လို့အများသုံးလမ်းလဲပျက်စီးသွားခဲ့တာဖြစ်ပါတယ်။လက်ရှိမှာအဲ့ဒီလမ်းကိုပြုပြင်တာ၃ချိန်မြောက်ရှိနေပြီးအနီးအနားကစစ်ဆောင်တဲ့ရွာခံတွေပူးပေါင်းလှုပ်ဆောင်နေတယ်လို့ အလူရှင်တွေရဲ့ငွေအားနဲ့လမ်းပြပြနေတာလို့သိရပြီးတော့အခြားအကူအညီပေးနိုင်တဲ့အလူရှင်တွေကိုလည်းဖိတ်ခေါ်ခြင်းပါတယ်လို့သူကဖြည့်ဆွတ်ပြောထားပါဗျာအခုဆက်လက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုကြားကြရမှာပါဒီကနေ့အောက်တိုဘာလ23ရက်မှာစောင်းရာသီတရားဝင်စပြီလို့ထိုင်းနိုင်ငံမှာကြေညာထားပြီး ရာသီဥတုအေးလာတာနဲ့ကပ်ပါလာတဲ့ဖုံဖုံးနဲ့မီးခိုးမြူပြဿနာတွေကိုကင်တွယ်ဖြေရှင်းဖို့အကြံပြုချက်တွေကိုဘန်ကောက်ပို့သတင်းဌာနကနေဖော်ပြထားပါဗျာ PN2.5 ဖုံမုံညဉ့်ဉန်းမှုကစိုက်ခင်းကနေအမိုက်မီရှူတာမော်တော်ယာဉ်အိတ်စောငွေတွေရက်စစ်ထုတ်လုပ်တာနဲ့စက်မှုလုပ်ငန်းဆိုင်ရာလုပ်ငန်းစဉ်တွေအပါအဝင် အခြားအကြောင်းရင်းတွေကြောင့်ဖြစ်ပွားတာဖြစ်ပြီး2019ခုနှစ်ကစလို့အခုလိုလေထုညဉ့်ဉန်းမှုကိုနှစ်စဉ်ကြုံနေရတာပါဒါကြောင့်ထိုင်းနိုင်ငံမှာနေထိုင်တဲ့သူတွေအနေနဲ့ iju.gun လို့ဝက်ဘ်ဆိုက်တွေ air for thai နဲ့ air virtual လို့ app တွေမှာ လေအည်အသွေးကိုစစ်ဆေးဖို့လေမတန်ရှင်းတဲ့နေရာတွေမှာပြင်ပအားကစားလေ့ကျင့်ခန်းတွေကန့်တတာအိမ်ပြင်းပေါက်တွေပိတ်တာမက်စတတာရေဓာတ်ပြည့်ဝအောင်နေတာအာဟာရပြည့်ဝအောင် စားတာနဲ့အိမ်တွင်းလေ့ကျင့်ခန်းတွေကိုလုပ်ဖို့အကြံပြုထားပါတယ်အသက်ရှူလမ်းကြောင်းကို မထိခိုက်နိုင်အောင်အိမ်မှာလေတန်းဆက်တက်ဆင်ဖို့ကိုလည်းအကြံပြုထားပေးပါတယ်ဒီသတင်းကိုဘန်ကောက်ပို့သတင်းဌာနကကိုးကားပြီးတော့ဖော်ပြထားတာပါ ဒီနေ့အော်တိုဘာလ23ရက် Federal FN ရဲ့နေ့စဉ်သတင်းနဲ့နိုင်ငံတကာသတင်းတွေကိုကြားခဲ့ရတာပါကျွန်တော်တော့မှတ်ပါခင်ဗျာ